နောက်ကဘတော့ခေါင်းစဉ်အတူတူကကြည့်ရဆိုစွန်မရမယ်လို့ပြောတဲ့အခါမှာမြန်မာစကားဘာမှကျွန်မသိနာမလို့ဘာကိုစွန်မရမှာလဲတကယ်တော့စကားရဲ့အတိတ်ပဲမှာလေပြည့်စုံမိတာဖြစ်တယ်လားစာလုံးလေးနဲ့နဲ့ခြားထားပြီးတယ်အမှကြည့်လိုက်စွန်မစွန်မရမယ်တင်မစွန့်ရင်အဲသဘောပေါက်တာလွယ်တယ်နော်ဟုတ်ပြီနော်နောက်ကဘတော်တပိုက်ကိုကျွန်တော်တို့တူတူကကြည့်အောင်မာကုတ်ခန်းညစ်ရှင်အငယ်35 အကျဉ်သူသည်မိမိအသက်ကိုကယ်ဆယ်ခြင်းကအလိုရှိထိုသူသည်အသက်ရှုံးလိမ့်မည်အကျဉ်သူသည်ငါကြောင့်၎င်းအေးဝင်ဂလိတရားကြောင့်၎င်းအသက်ရှုံးထိုသူသည်မိမိအသက်ကိုကယ်ဆယ်လိမ့်မည်ဒီနေ့ကျမတို့ဘဝအသက်တာမှာတဲ့ကိုယ့်ရဲ့အသက်ကိုမရှုံးစေခြင်းလေလေပို့ပြီးတော့ရှုံးရလေလေပဲ ကိုယ့်ရဲ့အသက်ကိုအေးဝင်ကလေးတည်င်းစကားကြောက်တော်၎င်းယေရှုခရစ်တော်ကြောက်တော်၎င်းအရှုံးခံရင်အဲလူကတဲ့အသက်ကိုရမှာဖြစ်တယ်ဒီနေ့လောကက လူတွေကတော့ငါပဲရမယ်ငါပဲမြတ်ရမယ်ငါပဲကောင်းစားရမယ်ငါပဲနားလေသဘောပေါက်ရမယ်ငါမိသားစုပဲကောင်းစားရမယ်ဆိုတာနဲ့ငါဆိုတဲ့အတ္တနဲ့တွိုင်းနေတယ် တို့ရဲ့အတ္တတိုင်းမှာပို့ပြီးတော့ရှုံးတဲ့ရှုံးလာတယ်။ဖခင်ရဲ့နှုတ်ကပတ်တော်ကိုနားလေတဲ့သူတွေရောက်စီရင်အတ္တတိုင်းမှာလေငါတို့ဘလောက်ချမ်းသာလို့ပတ်စံနဲ့အများကြီးငါတို့ဝတ်ထားမယ်မဟုတ်တော့ဘူး။ငါတို့ရတဲ့ကောင်းချီးမင်္ဂလာကဖခင်ရဲ့နိုင်ငံတော်အတွက်ဖြစ်တယ်။ပြန်ပြီးတော့စွန့်တက်တယ်။ပြန်ပြီးတော့ပေးကန်တက်တဲ့ခါမှာပို့ပြီးတော့ရလာတာဖြစ်တယ်။ဒါကြောင့်သင်ရဲ့ဘဝအတ္တတိုင်းထဲမှာလဲစွန့်မှရမယ်လို့ပြောတဲ့အခါမှာဘာကိုစွန့်ရမလဲဆိုတဲ့အရာကိုကျွန်တော်ဒီနှုတ်ကပတ်တော်ကိုအနေငယ်ကျွန်တော်လေ့လာရအောင်။ ်မတ်တဲခင်းကြီး၁၉အငယ်၂၉မှာဗာပြောလဲအချင်းသူတိငါဤနာမကြောင့်အိမ်လေညီကိုနမမိမတာမယာတိဟုသောတပါးပါးကိုစွန်ထိုသူသည် အစတရားသောအကျိုးကိုရ၍ဌာရအသက်ကိုအမွေခံရလက်တန်းဒီနောက်ကဘတော်ကိုဆက်စပ်ကြားခြင်းမှာအော်ငါရဲ့ရှိတဲ့ညီကမာနမောင်ငါဆွန့်ရပါလားအိမ်ကိုဆွန့်လိုက်ရပါလားဒီနေ့နောက်ကဘတော်အဲ့ဒါကိုပြောချင်တာမဟုတ်ဘူးသခင်ယေရှုထံမှာသူ့ရဲ့အမေ နဲ့သူ့ရဲ့ညီအကိုတွေလာတွေ့တယ်မလားတခင်အရှိမမေရော်လာ နေတယ်လို့ပြောရက်ကမှာတခင်ရွှေကပါပြောလဲငါနဲ့အတူအမှုတော်ဆောင်တဲ့သူကငါရဲ့နှမဖြစ်တယ်ငါရဲ့ညီအကိုချင်းဖြစ်တယ်အာမင်ဒီနေ့ဘာကိုပြောချင်တာလဲသင်နဲ့အသက်တာထဲမှာသင်ဖျားတော့အစီခံတော့မယ်ဆိုရင်တစုံတစ်ခုတော့အရာ တစုံတစ်ယောက်တော့သူက တားဆီးနေတယ်ဆိုရင်အဲ့ဒီအရာကိုဦးစားပေးခြင်းတဲ့ ဖရားရဲ့နိုင်ငံတော်ကိုသင်ဥစားပေးဝယ်တဲ့ဖရားသခင်ကရည်ညွှန်းတာဖြစ်တယ်။ဆရာဥစားမင်းဆိုရင် तू မယုံကြည်သူကနေပြောင်းလဲလာတယ်။ဆရာကြီးရဲ့အသက်တာမှာယုံကြည်သူမဖြစ်ခင်ကအင်ဂျင်နီယာအကြောင်းကိုအေးအေးဆေးဆေးတက်ရတယ်။နော်။မိဘရဲ့ထောက်ပံ့ခြေနဲ့ခရစ်တော်ကိုယုံလဲယုံရောမိဘတွေကနေတလောက်တောင်ဖြစ်ချင်တာဖြစ်သွားဆိုတော့မထောက်ပံ့တော့။ဒါပေမဲ့ဂျေဇုတော်ကြောင့်ဆရာကြီးကဒီလိုမိဘတွေရဲ့ထောက်ပံ့ခြေကိုမရလို့ပုံမစင်းရဲတော့မှနဲ့ပုံချမ်းသာလာတယ်။ ဘာကြောက်လဲသိလားဖះရားကိုရွေးလို့ဖြစ်တယ်ဒီနေ့ဖះရားကိုရွေးတဲ့သူတယောက်ဆိုရင်အသက်တာနဲ့မှာအချားရာနဲ့သင်လဲရင်ဘယ်တော့မှမရှုံးဘူးယောဟန်ခန်းကြီးဆန်ကငါဆန်နေတဲ့စတော့ကျွန်တော်တွေ့အတူတူကဖះရားငါပြညတ်ဟူမူကငါဒီသင်တို့ကိုချစ်သည့်နိတူသင်တို့ဒီအချင်းချင်းချစ်ကြလောကိုယ်ဆွေပိုးအလုံးကကိုယ်အသက်ကိုစွန့်ခြင်းမြတ်တာထက်တာရင်းမြတ်တော်မြတ်တာဘုသူများ မရှိအဲ့လိုမြစ်တာမျိုးကိုဘသူပေးခဲ့လဲကျွန်မတို့အတွက်ယေရှုပေးခဲ့တယ်ယေရှုကအသက်ဆုံးပြီးတော့ကျွန်မတို့ကိုချစ်တယ်ဒါမဲ့အဲ့ဒီအသက်ဆုံးမှုရန်ကသခင်ယေရှုကအရင်မဖြစ်ဘူးဘသူကအရင်ဖြစ်တာလဲသိလားခမီးတော်ဖျားသခင်ကဖြစ်ခဲ့တာဖြစ်တယ်ခမီးတော်ဖျားသခင်ကတဲ့သူ့မှာတယောက်သေးတော်သားကိုသူဆွန့်တယ်ဘသူအတွက်လဲဆိုလောကသားတွေအတွက် အဲ့ဒီတယောက်တည်းသောသားကိုယ်တိုင်ကလောကကိုရောက်လာပြီးတော့လေပါထက်ဆွန်လဲဆိုသူ့ရဲ့အသက်ကိုဆွန်တယ်ဒီနေ့ခရစ်တော်အသက်ဆွန်ခြင်းကြောင့်ခမီးတော်ကိုယ်တိုင်တပါတီသောသားတော်ကိုဆွန်ခြင်းကြောင့်သင်နဲ့ကျွန်ုပ်ကကယ်တင်ခြင်းရပြီးတော့ထာဝရကောင်းကင်ဘုံကိုသွားဖို့ရန်အကြောင်းဖြစ်လာခဲ့တာဖြစ်တယ်ဒီနေ့သင်ကောင်းကြီးခံစားနေရခြင်းသင်ကယ်တင်ခြင်းကိုအခမဲ့လက်ခံရရှိနေရခြင်းကတစုံတယောက်ရဲ့ဆွန်လိုက်တဲ့အသက်ကြောင့်ဖြစ်တယ် ခရစ်တော်သားကျွန်တော်တို့အသက်မဆွန့်ခဲ့ဘူးဆိုရင်ခမီးတော်သားတပါးတီတော်သားတော်ကိုလောကကိုမစေလွတ်ခဲ့ဘူးဆိုရင်သင်နဲ့ကျွန်တော်ကအေကံအမှန်ငရဲကိုတွားရမယ်သူတွေဖြစ်တယ်။ဒီနေ့နှုတ်ကပတော်ရဲ့မှာရှိတဲ့ဥပမာလေးတွေနဲ့ကျွန်မပြောပြပြီးတော့ခွန်အားပေးခြင်းနဲ့နှုတ်ကပတော်ရဲ့မှာသူ့ယာတို့ကိုသူတတ်မှတ်တဲ့သူနှစ်ယောက်ကြောင်းရှိတယ်။ပထမတစ်ယောက်ကအေးတတာ။ဥလိယပြောတယ်။ငါတို့အခုယူတာတစ်မျိုးလုံးတေတော့မယ်။နေဒီတိုင်းပဲနေမှာလား။ သူ့ဦးလေးကနန်းတွင်းရဲ့အပြင်အပောက်ဝမှာ nature စွာနဲ့နော်အဝတ်စားတော်ကောင်းကောင်းမမမဝတ်နိုင်မဲနဲ့အော်ပြီးတော့ဖျားသခင်ထံမှာအကူအညီတောင်းနေတဲ့အချိန်မှာနန်းတွင်းနဲ့အေးတရာဘာလုပ်လဲဦးလေးအတွက်ဆိုတော့အထူး special ကောင်းပေဆိုတော့အဝတ်စားမှုယူပြီးတော့သွားပေးခိုင်းဒါပေမဲ့ဦးလေးကပြောလိုက်လဲအော်သူထင်တာတော့ဦးလေးငါဒီလိုမျိုးသွားပေးလိုက်တယ်ဆိုတော့ဦးလေးကတော့ပျော်မှာပဲလို့သူထင်တာဒါပေမဲ့ဦးလေးပျော်လားဦးလေးကပြောလဲ နေမိဘရားအရာမှာရထားတာဒီကိစ္စအတွက်လုံးနှင်မထင်ဘူးလားငါတို့ယူနာတမျိုးလုံးတစ်ဆွေလုံးသိရင်နင်လဲသိရမှာပြန်ပြီးတော့အေးတတာကိုတတိပေးလိုက်တာသူ့ဦးလေးအဲ့ဒီခါမှာစပြီးတော့အေးတတာပါဆုံးဖြတ်လဲဆိုတော့ငါမိဘရားအရာဆွန့်ရင်ဆွန့်ရပါစေငါသိရင်သိပါစေငါဘယင်းနဲ့ဝင်တွေ့မယ် ပါအတွက်လဲငါတို့ယူဒာတဆွေတမျိုးလုံးကေတင်မို့အတွက်ဆိုပြီးတော့သူဆုံးဖြတ်ချက်ချပြီးအစာရှောင်မယ်နင်တို့လည်းအစာရှောင်မှာငါလည်းအစာရှောင်မှာနောက်ဆုံးအနှစ်ချုပ်ပြောမယ်ဆိုရင်သူ့ရဲ့လူမျိုးတမျိုးလုံးတဆွေလုံးအတွက်သူ့ရဲ့ယာဒူးစွန့်မှုရန်အတွက်ဖြစ်လာတဲ့ခါမှာလဲသူ့ဖះကိုသူရွေးချယ်ခဲ့တယ်ဒီနေ့မိတ်ဆွေသင်ဘဝအသက်တာတွေမှာဘယ်အရာကသင်အတွက်အကောင်းဆုံးဆိုတဲ့အရာဖြစ်နေတယ်လဲထို့အရာကသင်အရန်နဲ့တက်ရတဲ့ယာဒူးဖြစ်တယ်ဆိုရင် ်လက်ထဲမှာစုပ်ကင်ထားတာတန်ဖះကိုရွေးချယ်တတ်တော်သူတွေ ဖြစ်ပါစေနောက်တစ်ယောက်ကိုကြည့်အောင်နောက်တစ်ယောက်ကတော့မစွန့်နိုင်တဲ့သူရှော့လို့ ရှောလူအထောင်ထောင်ဒါဝိတ်အတောင်းတောင်းလဲပြောလဲပြောသူတပွားတာလုံးသူဘာပဲလိုက်လောက်တော့လဲဒါဝိတ်ကိုပဲလိုက်တက်တယ်ပါကြောက်လိုက်တက်တာလဲဖယားသခင်ရဲ့ဘိတ်တိတ်ကသူ့ထံကနေဒါဝိတ်ကိုလွှဲပြောင်းသွားတယ်သူတိလိုက်လားမတိလိုက်လားသူတိလိုက်တဲ့အချိန်မှာတေးကြတယ်နောက်ထပ်တက်လာမယ်မင်းကတော့ဒါဝိတ်ပဲအဲ့တော့ဒါဝိတ်မရှိမှသာလဲငါရဲ့ယာတုမြဲမြံမှာငါရဲ့အာနာမြဲမှာဒါကြောင့်သူဘာပဲလုပ်လဲဒါဝိတ်ကိုလိုက်တက်တယ်တကယ်တော့သူသား အဲ့ဒီအာနာကိုမမတ်ခင်ယာဒူးကိုမမတ်ခင်ဖရားရဲ့ဂယုနာကသူ့ဘုံမှာဆက်တည်နိုင်တယ်ဒါမဲ့သူကသူ့ရဲ့အာနာပြောက်မှာကြောက်လို့သူ့ရဲ့ယာဒူးပြောက်မှာကြောက်လို့ဒါဝိတ်ကိုလိုက်ပြီးတတ်တဲ့ခါမှာနောက်ဆုံးသူ့ဘဝရဲ့ဏိကုံကအသေးဆုံးနဲ့တည်ဆုံးခဲ့ရတယ်နောက်တစ်ယောက်ကိုကျွန်တော်ကြည့်အောင် အာဗြဟံဖရားပြောတယ်နင်အမျိုးသားချင်းပေါက်ဖော်တဲ့ကနေထွက်ငါပြလက်တန်းတော့ပြီတော့တော်တခါ နောက်တစ်ခါနင့်ရဲ့တဦးတီတော်သားဤဆက်ကိုငါအတွက်ပူဆောင်အာဗြဟံသာသူ့နေရင်အရက်ထဲကဖျားပြောတယ်လို့မထွက်ခဲ့ဘူးအာဗြဟံသာတဦးတီတော်သားဤဆက်ကိုမပူဇော်ခဲ့ဘူးဆိုရင် လူမျိုးကြီးတို့ရဲ့အဖာဖြစ်လာစေကြောင်းမရှိဘူးဖះရရွေးကအသုံးပြုမယ်ဆိုတဲ့သူတိုင်းမှာလေဖះကရော့လိုရာယူလိုရာယူလို့ဖះကအရင်မပေးဘူး နင့်ရှိတဲ့ဟာကိုငောက်ရင်ပေးနင့်ဘာနဲ့တက်တာလဲနင့်အတွက်ဘာအကြိုက်ဆုံးလဲအဲ့တော့ငောက်ရင်ပေးပြီးတော့မှနင်နဲ့ထိုက်တန်တဲ့အကြီးမားဆုံးတော့အရာကိုငါပြန်ပေးမှာဖြစ်တယ်ဒီခါလေးမှကျမတို့ account ဆိုတဲ့အရာတွေကိုလက်မလွတ်နိုင်တဲ့ခါမှာ account ဆုံးဆိုတဲ့အရာတွေကိုလက်ခံလို့မရအောင်ဖြစ်သွားတယ်နောက်ထပ်ဘာတူလဲဆိုတော့ရှောလူကနေပေါလူ ပြောင်းသွားတဲ့တမန်တော်ကြီးပေါလူဓမ္မသက်သွားရလမ်းဝမရောက်ခင်နေသူကောင်းစားလားမကောင်းစားဘူးလား ပါရီရှယ်လီလာစားလဲပုံမှန်ရတယ်လူယိုသေးရှင်ယိုသေးသူ့ကိုတွေးလိုက်ပြီးဆိုယုံကြည်သူတွေရတော့မှကြောက်နေရတာအာနာလည်းရှိတယ်ဒါပေမဲ့အဲ့ဒီဓမ္မသက်သွားတဲ့လမ်းမှာမင်းညင်းစေတော်ယေရှုပါဆိုပြီးတော့ဖခင်ကပြောလဲပြောအဲ့ဒီနေ့ကနေစတော့သူမျက်စိကွယ်သွားတယ်၃ရက်ကြာမှဖခင်လူတယောက်အပြည့်သူမျက်စိမှာငါးချီးကုန်ကွာကြတဲ့ကဲသူကွာကြပြီးတော့ပြန်ပြီးတော့ပြောင်းလဲလာတဲ့အခါမှာဖခင်ရဲ့ဧဝံဂေလိသတင်းစကားတော့သူအသက်ရှင်သွားတယ် ဲ့ဒီကောင်မှသူ့ဘာတွေစွန့်လွှတ်ခဲ့ရလဲသူ့ရဲ့ယာဒူးသူ့ရဲ့လစာသူ့ရဲ့နာမည်ဂုံပါကတနာရဲ့အလုံးသူမထားခဲ့ရအောင်လားကျမပြီးခဲ့တဲ့ဘက်ကပြောပါတယ်နာစရာရှိလေတမန်တော်ကြီးရှင်ဘောလူအများကြီးနာကျင်ခဲ့ရတာသူအများကြီးသူပြောတာတယ်သူမပြောလဲငါကိုတဲ့တစ္ဆာဖောက်တဲ့သူရှိတယ်တဲ့ငါတင်းမောပြက်တဲ့ဘေးအကျဉ်းကြီးတွေ့ကြုံရတယ်နော်ရိုက်ပုတ်တဲ့ဘေးအကျဉ်းကြီးတွေ့ကြုံရတယ် အစာငတ်တဲ့ဘေးငါတွေ့ကြုံခဲ့ရတယ်။ငါချမ်းအေးတဲ့ဘေးကိုလည်းတွေ့ကြုံခဲ့ရတယ်။သူတကယ်တော့သူ့ဘာသူဖာရိရှဲဖြစ်တော့အကောင်းလေ။ဒါပေမဲ့ခရစ်တော်နောက်လိုက်ပါပဲအဲ့ဒီဒုက္ခဆင်းရဲတွေသူခံရတယ်။နောက်ဆုံးသူတအားနဲ့တက်ပါဆိုရဲသူ့ရဲ့အရာရောသူစွန့်ပြီးတော့ခရစ်တော်နောက်သူလိုက်ဖို့ဆုံးဖြတ်တဲ့အခါမှာစွန့်မှသူဘာရသွားလဲတလား။ဒီနေ့ဒီအချိန်ဒီတိုင်တမန်တော်ကြီးရှင်ပေါ်လူအကြောင်းကိုကျွန်တော်အခုချိန်လေးတက်သိခံရရမဟုတ်လား။ အတူယူရတာမဟုတ်ဘူးလားသူ့ရဲ့အားဖြင့်သူနမိတ်လက္ခဏာစီးထွက်ခဲ့ရဆိုတဲ့အရာတွေကျွန်တော်အခုချိန်ကြီးကြားရတယ်အကယ်၍သူ့သာအဲ့ဒီအချိန်မှာခရစ်တော်ကိုမယွေးပဲနဲ့သူ့ရဲ့ party share ဘဝပဲယွေးတယ်ဆိုရင်တေချာတဲ့အရာကပထမ show လုပ်ခဲ့သူပဲနောက် show လုပ်ကလည်းထုံလေးလကောင် ဖြစ်လာလိမ့်မယ်ဒါပေမဲ့သူယွေးချက်ခဲ့တာတော့မဟုတ်ဘူးခရစ်တော်ရဲ့ဧဝံဂေလိတရင်စကားကိုယွေးချက်ခဲ့တာဖြစ်တယ်ဒီနေ့မိသားစုများသင်ကဘာယာတုပါယာကံမရှိသေးရင်လေ အဲ့လောက်ဒီစာဓမ္မနဲ့ကလည်းစိတ်မဝင်စားဘူးဝိညာဉ်ရမှာလည်းအလိုပဲအခုမှယုံကြည်သူဖြစ်တယ်ဆိုရင်လေသင်တောင်းသမျှဖျားပေးလိမ့်မယ်ဒါပေမဲ့ဝိညာဉ်ရမှာလည်းပဲတခုရောက်လာပြီးရင့်ကျက်တဲ့အတ္တဖျားသုံးလို့ရတဲ့အတ္တရောက်လာပြီးဆိုဖျားကသင်ကိုရွေးချယ်ခွင့်ပေးလိမ့်မယ်လောကကိုရွေးချယ်မလားငါ့ကိုရွေးချယ်မလားကျမအလုတ်ထွက်တော့ကလေဖျားအတန်တော်ကြာရတဲ့အခါမှာလေအလုတ်မလုတ်ချင်လို့အလုတ်ထွက်ခဲ့တာမဟုတ်ဘူးနော် အခုအချိန်ထိကျမရဲ့အလုပ်ကလေကျမဘယ်အချိန်သွားသွားကျမကိုခေါ်တယ်။သုံးကယုံကမ်းမှာခေါ်တွေ့တယ်။ပထမတစ်ခါဘာဖြစ်လို့ထွက်มาလဲ။ငါတို့လစာတိုးပေးမယ်လေ။ဒုတိယတစ်ခါဘာဖြစ်လို့ထွက်มาလဲ။မဟုတ်ဘူးចောင်းတက်มาမို့လို့ကိုကသူတို့ပြောရင်မယုံကြည်သူတွေဆိုတော့အမှုတော်ဆောင်နေဆိုတော့သူတို့နားလည်မှာမဟုတ်တဲ့အတွက်ငါဘာစ်ចောင်းတက်มาလေအဲ့ဒီအချိန်မှာဘာစ်ចောင်းကညနေ၄နာရီတက်ရတယ်ဆိုတော့မဟုတ်ဘူးဒုတိယအချိန်မှာဘာခေါ်လဲဆိုတော့ဟမ် ညနေ၄နိုင်လားနေအလုတ်အပြည့်ဝလုတ်ဆရာမလုတ်ဘူးနေမနက်၉နိုင်ရနေနေ့လယ်၂နိုင်လောက်ထိပဲလုတ်ပေးကျန်တဲ့အချိန်ဒီမှနေကြောင်းတက်ဆိုတော့အခွင့်အရေးပေးတယ်ဒုတိယအချိန်တတိယအချိန်ဘာလုတ်လဲသလားနေအခုရှိနေတဲ့ကျမအဲ့ချိန်မှာ reception မှာလုတ်နေတာမဟုတ်ဘူး reception မှာနေမလုတ်နေတော့နေ etiquette တည်းပြောင်းနေမနက်၇နိုင်ရနေနေ့လယ်၂နိုင်၄နိုင်ပဲနေအလုတ်လောက်အောင်လစာ၃လစာများသွားမယ်ဒီမှာရှိတဲ့သူတွေတင်ဆွမ်းမရမယ်လို့ပြောရင် ဖယားသခင်ကလည်းတင့်ကိုရွေးချယ်ခွင့်ပေးတယ်နော်လောကကမကောင်းလို့မဟုတ်ဘူးတကယ်တကယ်ပြက်ပြက်တတရွေးချယ်ရမယ့်အချိန်မှလေဖယားထက်လောကကပိုကောင်းတဲ့ပုံသဏ္ဍာန်တွေရှိတတ်တယ်ဒါမှမှတ်ထားပါသင်စွန့်မှရမှာဖြစ်တယ်မစွန့်ရရင်မရဘူးဒီနေ့ဘဝအသက်တာထဲမှာအဲ့အချားငွေကြီးတို့အချားတက်မှတ်တဲ့အရာတွေမပြောသေးနဲ့ ဒီနေ့ဥဆုံးအခြေခံအုံမြင့်ဖြစ်တဲ့ငါဆိုတဲ့အရာကိုသင်ဆုံးလွန်နိုင်ပြီလားနေ့တိုင်းမှာကျမတို့ဘသူနဲ့မှမတွေ့ရအောင်နော်နေ့တိုင်းမှာတွေ့ရတာဒီအထက်အကောင်နဲ့ပဲကျမတို့ထင်တာတော့ကျန်းစာတွေအရန်တက်သွားရင်ဒီຢာကတော့အားနေသွားမယ်လို့မထင်ပါနဲ့ဒီငါဆိုတဲ့အရာကလည်းကျန်းစာဘလောက်တက်တာနဲ့မဆိုင်ဘူးကျန်းစာတက်ပြီးတော့ဖျားကိုမရရင်ဖာရီရှယ်ပဲဖြစ်သွားလိမ့်မယ် ကျမ်းစာတက်ယုံနာမကခရစ်တော်နဲ့ယင်းဒီကျွမ်းဝင်တဲ့အခါမှာတမန်တော်ကြီးရှင်ပေါ်လူဆိုတာဖြစ်လာတာဖြစ်တယ်။ဒီနေ့မိသားစုများခရစ်တော်ရဲ့အလက်မှာလဲကျမတို့ကိုယွေးတယ်။ခမီးတော်ရဲ့အလက်မှာလဲကျမတို့ကိုယွေးတယ်။အခုကျမတို့အလက်ဘယ်သူကိုယွေးမလဲ။တခြားယာတွေမစွန့်တော့နံပါတ်1အခြေခံအုံမြစ်ဖြစ်တဲ့ငါဆိုတဲ့မှန်ပါနာတယ်။ငါဆိုတဲ့အတ္တတယ်ကျမတို့စွန့်နိုင်ပြီလား။အဲ့ဒါပြီးတော့ဒုတိယအဆင့် အခြားလောကနဲ့ဆိုင်တဲ့အရာတွေပေါ့ဟေရှာယခန်းကြီး53အငယ်16ကနေ19ကိုဖတ်ကြည့်ရအောင်ဖြစ်ပူသောအမှုရာတို့ကိုမအောင်မေ့ချနဲ့ရှေ့ကာလအရာတို့ကို ပမာဏမပြူချနဲ့ကြည့်ရှုလောအမှုတစ်ကိုငါပြုမိယခုပေါ်လာလိမ့်မည်တင်တို့တည်းအမှန်သိမြင်ကြလိမ့်မည်အကယ်စစ်စစ်တောနိုင်လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်ယုံကြည်သူတော်တော်များများဖရာရဲ့အမှုတစ်ကိုမမြင်ရတာဘာကြောက်လဲတလား ဖြစ်ပူးသောအရာအတိတ်ကိုအောင်းမြင်နေလို့ဖြစ်တယ်။အတိတ်ထဲကနေယုံမထွက်နိုင်ကြအောင်တုတ်တန်ကျန်တဲ့မှာဗာပြောလဲမကောင်းတဲ့အမှုကိုပြုတဲ့သူကတဲ့ခွေးကဲ့သို့ပဲတဲ့မိမိအံမိသားအစာကိုတဖန်ပြန်စားတယ်။ဒီနေ့ဖယားကကြီးမြောက်ခြင်းတော်ညာလဲပဲတခါလာလဲဒီအတိတ်မှာပြုခဲ့တဲ့မကောင်းတဲ့အမှုကိုပဲပြင်ပြကြိုက်တယ်။တခါလာလဲပဲဖယား အလိုတော်နဲ့မညီတဲ့အရာတွေအတိတ်အကြောင်းတွေပြန်စဉ်းစားဒီနေ့မိသားစုများကျွန်တော်တို့ကားမောင်းတဲ့သူတွေဆိုသိပါလိမ့်မယ်ဘတ်မန်နဲ့အရှိမန်ဘယ်ဟာပုတ်ကြီးလဲကားမောင်းရင် အရှိမန်ရဲ့ screen ကဘာလဲအကြီးကြီးပဲအနောက်ကိုကြည့်တဲ့မှန်လေးကဘာလေးလဲအဲ့ဒါဘာဖြစ်လို့လဲတလားအနောက်ကအရှိထက်အရေးမကြီးလို့အရှိကပို့အရေးကြီးလို့အရှိရဲ့မှန်ရောအကြီးကြီးထားတာ သင်ရဲ့မျက်လုံးကိုဘုရားကအရှိမာထားလားအနောက်မှာထားလားဘာဖြစ်လို့တဲ့အနောက်ပဲလဲလဲကြည့်နေအော်တခုခုကြုံလာပြီဆိုသူလားငါ့အောင်လीအသေးခွဲခဲ့တာ သူလားငါ့ရဲ့အကျိုးတွေလीပြန်မပေးခဲ့တာသူလားငါ့အခြေအနေမကောင်းတော့ငါ့ကိုဒုက္ခရောက်အောင်လုပ်ခဲ့တာဆိုတော့ကျွန်တော်တို့အဲ့ဒီအတိတ်ထဲကနာကြီးမှုတွေကိုလက်မလွတ်နိုင်တဲ့အခါမှာကျွန်တော်တို့ဘုရားရဲ့အမှုတက်ကိုမမြင်ရကြအောင် ဒီနေ့ယုံကြည်သူတွေသင်ဆွံ့ရမယ့်အထက်မှာငါဆိုတဲ့အရာပြီးရင်အတိတ်ဆိုတဲ့အရာလည်းပါတယ်။ကျမတို့ကိုယ့်ကိုကြတော့အရန်အကောင်းမြင်စေချင်တယ်။ကျမကျမတို့ကသူတစ်ပါးကိုမြင်တော့အတိတ်ကဟာရင်းနဲ့ပဲကြည်ပြော့လေ။ပြန်ဆိုးအောင်မှာပါပဲကွာ။ငါယောက်ျားတော့ဘတော်မှပြောင်းလဲလာတော့မှမဟုတ်ပါဘူး။ငါမိန်းမတော့ဒီလိုပဲအပေါက်ဆိုးနေအောင်မှပဲ။ ဒီလားငငရဲ့အဖေကတော့ဒီလိုပဲအသူ့အကျင့်စရိတ်တာစံတန်းနေအောင်မှာပဲဆိုရင်အတွေးကွာဒီထဲမှာရှိတဲ့အခါမှာအဲ့လူဘလို့ပြောင်းလဲမလဲကျမအတော်ရဲ့ခင်မွန်းတယ်ကသူကအဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာမှာနည်းနည်းစိတ်တက်ကြတာဟုတ်စိတ်တက်ကြတော့သူဆရာဝန်နဲ့သွားတွေ့တယ်ဆရာဝန်နဲ့သွားတဲ့ကမှာဘာပြောလဲဆိုတော့မိမားတဲ့နင်ငါ့ကိုပြောတဲ့စကားနဲ့လေတဲ့ဆရာဝန်ပြောတဲ့စကားနဲ့တထေရတယ်ပဲတဲ့ဘာဖြစ်လို့လဲဆိုတော့ဆရာဝန်နေအားပေးတဲ့စကားကလည်းဒီနုတ်ကပတ်တော်နဲ့ပဲအားပေးကြတာ ဒါပေမဲ့ကျန်းစာတော့မဟုတ်ပေမဲ့ဖခင်ပြောတဲ့အရာတွေနဲ့ပဲသူတို့အားပေးကြတာအဲ့တော့သူကဘာပြောလဲငါနောက်တကတဲ့ဆရာဝန်စီသွားဆရာမလို့တော့ရက်ငါမိမဘေးနားနေငါအားရှိသွားပြီပဲအဲ့လိုမိမမျိုးဖြစ်ဖို့လည်းအရေးကြီးတယ်အာမင်ဒီနေ့ဘဝအတ္တတဲမှာငါအတွက်ပဲငါမိသားစုပဲငါဥပဲငါလုပ်ငန်းအဆင်ပြေဖို့ပဲငါအောင်မြင်ဖို့ပဲငါချမ်းသာဖို့ပဲသင်တွေးပြီးတော့လှုပ်ဆောင်နေသည်မြလူတွေရှင်ကျွန်မပြောပြခြင်းနဲ့ တင့်ရဲ့လောက်ရဲ့မှားနေပါတယ်။တင့်ဘတော်မှဖျားပေးတယ်ရှံပေးတယ်ကောင်းချင်းမကတင့်မြင်ရမှာမဟုတ်။ဒီနေ့ကျွယ်ဝချမ်းသာတဲ့သူတွေတယောက်ဆိုရင်အသက်တော်ကြီးတဲ့အခါမှာလေပေးလို့ချမ်းသာစေမယ်ဆိုရင်နှုတ်ကပတ်တိုင်းမှာသူတို့ပေးကမ်းတဲ့အခါမှာများစွာကောင်းကြီးခံစားရတာ။ဒီနေ့ဘဝတက်တာထဲမှာတင့်ပါ우ကြိုက်လဲ။စာတမာနတ်ကလေတယောက်ချင်းစီတိုင်းမှာဘာတွေတက်မှတ်လဲဆိုတာအမှောင်ကို तू ကအကုန်သိပြီးသားဖြစ်တယ်။ တချို့သောသူတွေက iPhone ကိုတတ်မှတ်တယ်တချို့သောသူတွေကအိမ်လက်လာလေးတွေလိုချင်တယ်မဟုတ်ဘူးလားတချို့သောသူတွေကကား crazy တချို့သောသူတွေကလည်းမဟုတ်ဘူး tablet တချို့သောသူတွေကမဟုတ်ဘူးရွှေတချို့သောသူတွေကလည်းအလုပ်မဟုတ်ဘူးအမျိုးဆုံးဒီနေ့သင်စွန့်ပါလို့ပြောရင်ဖခင်ကသင်မကြိုက်တဲ့အရာကိုစွန့်ခိုင်းမှာမဟုတ်ဘူးဆိုတော့ဒီမှာရှိတဲ့ညီကောင်တို့ကဘာပြောပြချင်တာလဲဆိုတော့ကျမတို့ရဲ့ဘဝအသက်တာထဲမှာအားလုံးကအကြိုက်တစ်မျိုးစီတော့ရှိရဟုတ်လားမဟုတ်လား ်အခုပြောနေရင်လည်းအဲ့ဒီအရာကိုသင်မြင်နေလိမ့်မယ်မြင်လိုက်ဆိုကျွန်မပြောပြချင်တယ်အဲ့တော့စွန့်ပါဒီကောင်လေးကျွန်မကိုခွဲသွားမှကြောက်လို့ဒီကောင်လေးကိုသင်လက်ကင်ထားလေလေအဲ့ဒီကောင်လေးကသင်ကိုထားခဲ့လေလေပဲဖြစ်ချင်တယ်လို့ဖြေဖရားရဲ့အလိုတော်ဝန်ခံတွားရင်လေတာ၍ကောင်းသောအရာဖရားပြင်ဆင်ပေးမှာဖြစ်တယ်သင်စွန့်မှရမှာဖြစ်တယ်